တောင်းလဲရတဲ့တတိရှိပါကိုခက်အဖေခက်အဖိုးခက်ခက်တိုင်းမှာမတူရဘူးစူးစားတိုင်းမအောင်မြင်ပေမဲ့စူးစားနေတဲ့ရွေ့တော့အောင်မြင်နိုင်တယ်ကိုရည်ချင်းနဲ့ဆက်ဆက်လို့ရမယ်အပိုင်းအဆမတွေ့သေးတာပဲဖြစ်နိုင်တယ်ဆက်ရှိတိခတ်ရတဲ့ပုံစံကကိုခက် အဖေခေအဖိုခေခေတိုင်းမှာမတူရဘူးကြုံရတဲ့အခက်အခဲတွေလည်း꽈လိုက်မယ်ရှောက်တာရှောက်ရောက်ကိုရောက်တယ်ကြီးကျယ်ကြီးအောင်မြင်နေတဲ့သူတွေကိုပဲဥပမာအနေနဲ့ကြည့်လိုက်ပါကဘာကျော်တော်တော်များများရဲ့ကျွယ်ဝအောင်မြင်မှုချမ်းသာမှုတွေအလုံးနှီးပါဟာ ုံတိုင်းဆိုပြီးတော့ပေါ်လာတာမဟုတ်ပါဖြည်းဖြည်းချင်းသူတို့ရဲ့ကံဉာဏ်ဝရိယပေါင်းဆက်ပြီးပေါ်ဟောလာကြရမှာပြီတဖြည်းဖြည်းပုံပေါ်လာတဲ့ပကြီကဖြစ်လာတာအဲ့လိုအောင်မြင်သူတွေမအောင်မြင်ခင်ပိုင်ဆိုင်မှုဆိုလို့ကံဉာဏ်ဝရိယပဲရှိရာ ကံအလုံးမြန်အတွေ့ခေါ်ဝရိယတန်တဒူပေနာပေခံခြင်းကပါကျော်လူတွေမှာကံမြန်ဝရိယအပြင်နောက်တဲ့အရေးကြီးတဲ့အားပါချက်တစ်ခုရှိရအဲ့ဒါဟာကြောင်းလဲရတဲ့တတိပဲဒါကြောင့်ကို့အနေနဲ့ ရှင်ရှင်းမှအသုံးတဲ့မဲ့ပစိအဖြစ်နေဖို့လိုမယ်ကဘာပေါ်မှာနိုင်ငံပေါင်း195နိုင်ငံလူဦးရေ10ဘီလီယံရှိတယ်ရွာမသိရင်မြို့ရေရေကြီးကို ကြောင်းနိုင်ဖို့လိုရယ်ကိုယ်ကမသိတာတော့ကံကမျက်နာသာမပေးလို့ အမေအိမ်လေးကနေမခွာနိုင်လို့ဒီရှာဒူးလေးကိုတန်ရောစင်ဖြစ်နေလို့ဆိုတဲ့အဆွဲကြီးပြီးအပြည့်တွင်နေမယ်ဆိုရင်တော့ရှင်းရှင်းရလတ်ရမှာမဟုတ်ဘူးဒုက္ခတွေအခက်ခဲတွေကိုမြင်ပြီးကြောက်နေမယ်အစားကိုစီရောက်လာကိုစီရောက်မလာခင်နိုင်တလောက်ပြင်ထားဖို့လိုတယ် ကိုစီရောက်မလာတဲ့အခင်ပြင်ဆင်ထားဖို့သမိုင်းကောင်းတစ်ခုကို ရေခဲ့ဘူးသူတွေဟာအခက်အခဲတွေကိုအခွင့်အလန်းအဖြစ်ပြောင်းလဲခဲ့တဲ့တတိရှိရဲ့ပုံကိုယ်တွေဆိုတာအမြဲတတိယနေဖို့လိုပါရဲ့အခုဒီဗီဒီယိုကိုแชร์သွားလို့ရပါတယ်